အလုံးမင်းမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးကနေဖျက်ပြေးမဲ့စာအုပ်လေးကတော့ဆီယာမဂျူရီတဲ့ညာမီကြီးဝတ္ထုတိုလေးပဲဖြစ်ပါလေရှင်အခဲပြတိုင်လူကြီးအဖွဲကအတန်ချင်းစဲဖြင့်អော်၍ဒတိပေးကြီးညာလိုက်ဤအခုတခါရှင်ပြိုင်မှုအလှဲ့ကြတာကတော့ရွှေအင်းသားအဖွဲရဲ့ညာမီကြီးဖြစ်ပါတယ်လက်ခုပ်တံများလက်ခောက်မှုတံများကို ကြားလိုက်ရသည် ရွှေအင်းသောအဖွဲကိုအားပေးသူများလေးပါမည်။ညာမီးကြီးဟုသောအမျိုးအစားအပေါ်အားရခြင်းနဲ့စွာအားပေးသူများလေးပါလိမ့်မည်။တောင်ပေါ်ကွေးမြေတစ်ခုလုံးကြိတ်ကြိတ်တို့စီကကြင်ညက်နေသော ပရိသတ်သည်တဖြည်းဖြည်းဆုရှတိတ်သေးလာသောအအေးတံကိုတတိမပြုတ်မိသလိုပင် ဖြစ်သည်။ဇွဲကောင်းလှပဝေရဲ့ဟုသောကမှချက်ချမိသည်။သောအနီးမှရက်နေသောသောယောက်ျားသည် မိဘုံပြန်များစောင့်ကြည့်ခြင်းကိုတိတ်ဆိတ်ဝင်စားပုံမရ15မိနစ်တခါလောက်လက်ပတ်နာရီကိုကြည့်နေ၏အမြင့်ပေ60ထိဝအကျဲ25ပင်ရှိပါတယ်ချိန်ဆထားတဲ့ရန်လေးချိန်ကတော့ပိတ်တာ40တိတိဖြစ်ပါတယ်ပရိသတ်ကဟောကနေအာမေရိတန်ပြုတ်လိုက်ကြသည် ရန်ပိတ်တာချိန်များသည့်အခါထိုမိဘုံပြန်ကြီးကောင်းငင်မရောက်ကြီး ပောက်ကွဲခဲ့သော ရရှိလာမယ့်အန်နီရဲ့တီတော်တော်ကြီးမားမည်ဖြစ်သည်။ကုံကြကြီးစုစုပေါင်းကျက်နှစ်သိန်းတိတိဖြစ်ပါれခမညာ။အဲ့ဒီကုံကြစီကျက်နှစ်သိန်းရှိပြီးရံပိတ်တာစဉ်40ရှိသောမိဘုံမြန်ကြီးကိုမှိုင်းကဲ့နေကြပြီဖြစ်သည်။မိဘုံမြန်ကြီးကိုမှိုင်းဝါအာမှိုင်းရှို့မိတိုက်နေချိန်မှာရွှေရင်သားအဖွဲ့ဤဖြောပြေးရေးတော်ဝန်ကအဖွဲ့ငယ်ကအိုးစီဘုံမောင်းများတီးခတ်ပြီး နောင်ပေနောင်ဖြင့်ဒုရအကကနေကြသည်သောသည်ပျော်ရှင်စွာတီးမုန်နေသူများနှိုင်းတိုက်နေသူများ အလုရှုပ်စွာတကြနေသူများကို ခြေပြားထောက်က လူအုံနောင်မှကြည်ရင်အံ့ဩနေသည်အော်ငွေနှသိန်းကိုလှလပပမီရှို့ပြဖို့လူအင်အားတွေအချိန်တွင်ဘလောက်စည်သေးခဲ့ရပါသလဲသူတို့ဘာအတွက်လုံနေကြတာလဲအနုပညာအတွက်တက်တက်ပဲလား သူတို့အတ္တသူတို့ဂုံဒိခအတွက်လဲပမာပေါ့လေဒါဟာတဏီအားဖြင့်ပဖုံးမဲ့အတ္တတမျိုးပဲဆော့ပြန်ကြောက်ကိုကောင်းမိထင်းနေနှစ်နာရီထိုးနေပြီခဏလေးဒီလုံးကြည့်ပြီးရင်ပြန်လဲသူ့ကိုမောင်းမှုသောအတုံးနှုံးဖြင့်ဆက်ဆံလို့မရခဲ့သည်မှာနှစ်နှစ်ကြာခဲ့တာလားသုံးနှစ်ကြာခဲ့တာလားစောကောင်းကောင်းမမှတ်မိတော့ကြီးသူ့အတွက်စောသည် လူသားတယောက်မဟုတ်တော့ပဲဇနီးအဖြစ်တီထွင်ခံထားရသည့်စိတ်ယုတ်တစ်ခုသာဖြစ်တော်သည်တခါတုန်းကအဲ့ဒီစိတ်ယုတ်သည်ချစ်မြတ်နိုတဲ့ကျင်နာတတ်သောဇနီးဖြစ်ခဲ့တဲ့ဆောသူ့ကိုဘာကြောင့်များချစ်ခဲ့မိပါလဲညတကောင်ကျော်ကလာ အမောင်တို့တိတ်တဲနေတဲ့အချိန်မှာဆောသည်သူ့မယောက်ျားအားဆစ်ဆစ်ဆက်ဆက်မောကြည့်လိုက်မိသည်ဆောသူ့ကိုဘာရဲ့ရှိခဲ့မိတယ်လဲသူ့ညနာ သူဟန်ပန်အမှုရမှာစောချစ်ရှင်စရာဘာမှကိုရှာမတွေ့ချီစောကုတ်ကိုကိုသဘောကျစွာ အတန်ထွဲ့ရီလိုက်မိ၏ဟုတ်ပြီသူအမှုအချင်းကရောဇနီးအပေါ်ထားသည့်စိတ်သဘောထားကရောဖူရှယ်လိုပဲပြောရမလားဒရန်အစ်လိုပဲပြောရမလားဟေးစကလုံးကပူရင်ကျေးပါလေဒါကြီးရလဲစောသူမပူရွေတာရှိနေပြီမိဘုံပြန်စီတို့ အကြည့်ပြန်လဲလိုက်သည်မိဘုံမြတ်ကြီးကတဖြည်းဖြည်းပြည်ပြင်းလာပြီတဖြည်းဖြည်းဖောင်းရည်ဖောင်းရည်လာသည်တစ်ချက်တစ်ချက်တွင်မိကိုမှန်ညာသည်မိဘုံမြတ်နေမှတဆင့်လေဝိယာတို့လွင့်နေသည် ကပြနေသူတို့ကမမောနိုင်မပန်းနိုင်ကစေတီးသူတို့ကလည်းတီးစေအိုးရီတန်းနေမောင်းတန်သည်လှပစွာရောနှော်လျက်ကွင်းမြေတစ်ခုလုံးပြန့်လွင့်ဆိုးမှုထားသည်စော ဒီကိုရောက်ခစားကအင်းသားနှင့်ပအိုင်ကိုမခွဲကြတတ်ပေအဝိစာအရတော်၎င်းစကားပြောလေးယူလေးသိမ့်အရတော်၎င်းအကဟံအရတော်၎င်းအနှင်းငယ်ကွေးပြားကြောင်လေးငါရက်နေပြီးမှတိလာသည်နှမျိုးလုံးဟာစောအတွက်စိတ်ဝင်စားတရားကြီးဖြစ်နေ၏ပအိုင်ကြီးတွေကလက်ချိုးတာကဟောဒီလိုဟောဒီလိုတိတ်ချစ်စရာကောင်းတာပဲဟူး ကထင်းလဲလာသည့်ပွဲကိုရက်ကြည့်ရင်းကအားကြလာပြီးသူတို့လက်ချိုးတလို့ချိုးကြည့်ကကကြည့်တော့သူမယောက်ျားကသူ့ကိုပြုံးမမဲ့ဖြင့်ရှည်သေး၏။ဆော့မင်းကိုယ်ကိုမယူပဲပအိတ်ကျောက်ကိုယူခဲ့ရင်ကောင်းတယ်လို့တွေးနေပြီမဟုတ်လား။တွေ့လား။ဆော့သူ့ကိုမနှစ်မြူရခြင်းအကြောင်းအကြောင်းများစွာတည်းမှသူတပားကိုနားလိုခံခဲ့ဖြစ်အောင်ရည်တဲ့သည့်အကြောင်းလဲတခုအပါအဝင်ဖြစ်သည်အမေ ူကသာသူတပားကိုစသလိုနောက်သလိုရှိကျင်ပင်မဲ့သူ့ကိုရီးတယ်လို့လို့ပြောလျင်မချီအောင်နာကဒေါပွားတတ်သေး၏ပအိတယောက်ကိုယူရမယူတာအသာထားပါလေရှင့်ကိုယ်တော်ကျမယူကိုယူခဲ့ဖို့မကောင်းတာအမှန်ပဲထိုစကားကိုညနထားတိတိဖြင့်ပြောမိတော့သူ့မျက်နှာမဲကနေမှောင်သွားတာအကြာကြီးသူ့စိတ်ကိုသူ့ထိန်ချုပ်ကစကားပြောဖို့စက္ကန့်30လောက်အချိန်ယူလိုက်၏ ်ထိုးနောက်မှမပြုံးညင်ပြုံးခြင်းအခုတော့မင်းနောက်ကျသွားပြီဟုအထက်စီးလေတန်ဖြင့်ပြောလေသည် sorry သူ့ကိုမုန်းလိုက်တာမုန်းလို့လို့လဲစစ်စစ်ကြည့်ပြီးတခုံးမဲပြန်ပြောမိရဲ့ထင်သလားနောက်မကျသေးပါဘူးဟုတ်ပါသည်အိမ်နောင်ကြီးတခုကိုပြန်ပြင်မှုတော့မဟုတ်ဖြိုခွဲပြဖို့မှနောက်ကျတယ်ဆိုတာမရှိပါအခုနှစ်နှစ်သုံးနှစ်အတွင်း သူမအချိန်ယူစဉ်းစားပြင်ဆင်နေသည်မှာအိမ်နောင်ရေးကို အဆုံးတက်တဲ့မတက်တဲ့မဟုတ်ပါအိမ်နောင်ရေးကိုနှစ်ဦးနှစ်ဖက်အနာတရကြီးကြီးကျယ်ကျယ်မဖြစ်ဖဲလှပတိမ်မွေးစွာဘလို့ဆုံးတက်ပြရမလဲဟုသည့်အကြောင်းမင်းဖြစ်သည်လေကအရှိတောင်ရက်ကနေအနောက်မြောက်ရက်ကိုတိုက်ခတ်နေတာဖြစ်ပါတယ်ပွဲကြီးပြည့်တဲ့မြခမအနောက်မြောက်ရက်မှမနေကြပါနဲ့ခမမိဘုံပြန်အမိုင်းဝနေပါပြီခမ ။စောရုယနေ့သည့်နေရာမှာတောင်အရက်တက်တဲ့ဖြစ်သည်။အနေရဲ့ကင်းမဲ့ပုံပေါ်ပါသည်။အနောက်ကဲ့အရက်မြောက်ကဲ့အရက်မှာစုပြုံရနေကြသူများရုပ်ရုပ်တဲတဲ့ဖြစ်သွားသည်။ဒီလိုတော့လေတွက်လို့မရနိုင်ပါအခုမှမိဘုံပြန်ကမှိုင်းဝကရုပ်လုံးပြပြင်းစွာတက်ဖို့အရှင်ယူနေစေဖြစ်သည်တခဏအတွင်းမှာပင်လေဒီအရက်မျက်နှာပြောင်းကတိုက်ရှင်တိုက်ပြစ်လိုက်နိုင်သည် ထိုအခါဆောလိုရဲ့နေရနေရသည်အနေဆုံးဖြစ်ချင်းဖြစ်သွားနိုင်သည်သည်ရွှေအင်းသားမိုင်းဝနေပါပြီခမညာတက်လာပါတော့မယ်ခမညာရန်ပိတ်တာချိန်40တိတိဖြစ်ပါရဲ့ခမညာမိဖို့မြန်လမ်းကြောင်းမှမနေကြပါနဲ့ခမညာရန်ပိတ်တာချိန်40သာပတ်ကွေးလူကတော့ဆောပခုံးလေးသာကျုံမိ၏ဈေးဆိုင်တန်းများစီမှာအသားခင်ရနံ့သည်ကွေးမြင့်စီကိုလွင့်လာပြန်သည် ။စိုင်နှန်းတွေစီလှည့်ကြည့်မိတော့လူတွေနည်းနည်းကျဲသွားပြီ။ဒါပေမဲ့နနက်နှစ်နာရီထိအောင်စားတောက်သူများရှိနေစေ။စောဖြင့်ဒီလောက်ရှိလျက်များပြားလှသောဈေးတန်းကြီးကို တခါမှမတွေ့ဘူးပေ။ဤကွင်းမြင်ရှိရသူရောက်ဖို့ဖျားဆောင်တဲ့အုတ်လေကားတင်များမှဆင်းမိနောက်ထိုစည်းကံကို ထောင်းဖြဲ့ဖြဲ့ယူနေရသည့်အချိန်တုန်းကစိုးဤခြေတော်တို့သည်မြင်းနှင့်ထိတစ်ချက်မထိတစ်ချက်ဖြစ်နေခဲ့၏ ။ဆိုင်တန်းမျက်နှာစာတွေကို ကြည့်ပင်မဲ့မမြင်ရ။ဘေးမှာပက်လက်မှာဆိုးလို့ပင်ပွဲကြီးပြိတ္တပွဲစီရန်လျှောက်ပြိတ္တတို့ဖြင့်အပြိမှုကြည့်လေရရမှာလူမျက်နာတွေမဲနဲ့သောသပင်တွေကြည့်မြင်နေရသည်။နည်းနည်းလူချောင်သည့်ဆိုင်တန်းများကိုဖျက်မိမှဘာဆိုင်တွေလဲဆိုတာမြင်ရသည်။အခုလိုနနက်နှစ်နာရီချမ်းစိတ်အစ္စလာတီနှင်းမုံအောက်တွင်မိဘုံမြန်ဆောင်ကြည့်လိုက်အနီးနားကဆိုင်မြစီတွားရစားတောက်လိုက်နှင့် ဒီဒီသားကလူတွေရဲ့ဒလေထုံးစံမင်းနဲ့တူသည်စောအနေဖြင့်ချမ်းစိတ်တုန်ခိုက်နေသည်ကိုခန္ဓာကြောင့်ပူငွေးသည့်ကော်ဖီခါခါမှုမွေးလေးတစ်ခွက်တော့တောက်ချင်သာတို့တော့စိုင်နှန်းစီသွားနေတော့ဒီမီးပုံးမြန်ကောင်းငင်တက်ရောက်သွားသည်ကို မကြည့်လိုက်ရမှလဲစိုးရိမ်သည် နောက်ပြီးဆိုင်မထိုင်မတော့ချင်း ကော်ပီခွက်ကိုလက်နှစ်ဖက်ကြားမှအုတ်ကင်ကကော်ပီအပူကို တကိုယ်လုံးစိတ်ဝင်နှွေးထွေးသွားအောင်ခန်းစားရင်းလမ်းလျှောက်ရင်းတို့မဟုတ်မတည့်ရက်ခါမီးဖုံးပြန်ဆောက်ရင်းကော်ဖီတောက်ချင်နေသည် သူမ၏အတွေ့ကိုမဟုတ်ပေဘူးဟုသိ၏တောင်ကြီးလိုတန်ရှင်းတည့်ရက်သည့်မြို့မှာတော့ကိစ္စမရှိပါ တခြားတမန်မြို့ကြီးတွေမှာတော့ပြန်စေးอยู่ရသည်ကြွေကွက်ဟန်ကွက်တွေနှင့်ကော်ဖီလက်ဖက်ရည်ရောင်းချလျက်သားနှင့် အမိုက်တွေဘူးကွန်တွေနဲ့ညစ်ပက်ရှုပ်ဝနေခဲ့ပြီးပါပြီ။သူမဆန္ဒရှိသလိုကော်ဖီကိုတစ်ခါတော့ဆက်ကူကွက်ဖြင့်ဟိုဟိုတီတီလန်းလျှောက်ရင်းအလုလုရင်းတောက်နိုင်မှုဆက်ကူကွက်ရင်ကျေးမှုတစ်ခု ခစ်စာအတုံးများလာခဲ့လျင်အပုံလိုက်အပုံလိုက်ဖြစ်လာမည်တခါသုံးစကုခွက်တွေကိုမြင်ရောက်ကြည့်မိသည် မနှဲမနှောရှိမှပဲအိုးကြီးဘုံမောင်းတန်ကပို၍ပို၍ကျဲလောင်းမြိုင်ဆိုင်လာသည် လူတွေပို့ရပို့ရပင်တိုးဝေလာကြသည်မိဘုံပြန်စတင်တက်နေပြီအပတယအောင်ရတဲ့များဖြင့်တခဏအဆူညက်သွား၏တို့အင်းစားကွာအင်းသားဟုအတန်မထွက်ဖဲအင်းစားဟုခဝဲဝဲအတန်ထွက်ဖြင့်အော်ဟေအပိတန်ကိုကြားလိုက်ရသည်ဆိုင်းတန်ဘုံနဲ့အောက်မှအိမ်လောက်ကြီးသည့်မိဘုံမြန်ကြီးသည်ရင်းထိုးလျက်တရွေ့ရွေ့တက်လာသည် ဒီဘုံမြန်ဤအောက်မှာစနစ်တကျချိန်ဆွဲထားသောရံခွက်အမျိုးမျိုးသည်ရင်းနှွေးလျက်တွဲလောင်းပါသွားသည်ညီဘုံမြန်ကိုမှိုင်းတိုက်ခဲ့သောတစ်လုံးကြီးများအားမီးဆွဲလောင်လျက်သားနှင့်ညှိမ့်တက်ဖို့ကွေးမြစ်ဘက်သို့အပြေးအလွှာတည်သွားကြသည်ကွေးမြစ်တစ်ခုလုံးလူတွေရွှစီရွှစီဖြစ်နေကြသည်ဒီဘုံမြန်တစ်ခုကောင်းငင်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်သွားဖို့သူတို့အားလုံးတဆန်းသမျှစူးစမ်းခဲ့ကြပြီးပြီ ကျန်သည့်အပိုင်းကတော့ကံကြမ္မာဤအလုပ်ပဲဖြစ်သည်တနည်းအားဖြင့်လေဤအလုပ်ပေါ့လေသည် အရှိမမှန်ဖြင့်မိဘုံပြန်ကို အထက်မြင့်ရာသို့တလက်မှချင်းတလက်မှချင်းတည်သွားလိမ့်မည်ဟုမျှော်လင့်ရသည် လေဤအကူအညီဖြင့်မိဘုံပြန်များလှွတ်တင်သည့်အခါအဖွဲသားအလုံးကတော့မိဘုံပြန်လှွတ်တင်ခြင်းအတက်ပညာအရာတက်တဲ့မှန်မှန်တက်အောင်ထိန်းချုပ်လှွတ်တင်ကြတာကြည့်ပါပဲ တဆုံတရာချွတ်ချော်ပြီးကောင်းငင်တို့မတက်ဖဲမိလောက်ပျက်စီးသွားရတာတွေလည်းရှိနေခဲ့သည်မိလောက်ပျက်စီးမှုချင်းအတူတူဆိုရင်ညာမီးကြီးအမျိုးအစားမိဘုံပြန်ကမိလောက်နေရင်ရံပိတ်တာကြီးများစွာပောက်ကွဲလောင်ကျမ်းမှာပဲဖြစ်သည်ပို့၍အန်ရကြီးသည်ဟု ဆိုပါစို့အခုလွတ်တည်နေကြတော့မိဘုံပြန်များတွင် အမျိုးအစားနှစ်ခုကွဲပြား၏တစ်ခုကစိန်တပန်းဟုခေါ်သော အလှချိဆွဲဒစာစင်ယုံတက်တဲ့မိဘုံပြည့်အမျိုးအစားနောက်တစ်ခုကညာမီးကြီးဟုခေါ်သောမိရှူမိပဲဖောက်သည့်အမျိုးအစားစောဤယခုနှစ်ညသုံးညမိဘုံပြည့်ကြည်ရသည့်အတွေ့အကြုံအရပြောလျင်ညာမီးကြီးမိဘုံပြည့်ကပို၍စိတ်လှုပ်ရှားစရာကောင်းပြီးသူကကောင်းငင်အမြင့်သို့ရောက်သောအခါတဆင်ပြီးတဆင်အမျိုးအစားကွဲပြားစွာလှပစွာပောက်ကွဲပြားလေသည် ဖိပက်ဝိညာဉ်လေးတူတဲ့အမှောင်တူတဲ့သို့ကက်တဲ့ထိုးပေါက်ဖျားထွက်သောမြရှူမီရဲများကတဆင့်ထို့နောက်ငါးကလေးတွေရေမှာကူးလွန်ကူးခတ်သလိုလှစ်ခနဲလှစ်ခနဲဖျားထွက်သောမြရှူများကတဆင့်ထို့နောက်ခိုကလေးများပြန်တက်သွားသလိုမီရှူမီပန်ကလေးများလေမာဝေးဝဲပြန်တက်ခါလောင်ကျွမ်းစီသည့်ခိုပြန်ဟုအမည်ရသောပောက်ကွဲမှုအမျိုးအစားကလေးများကတဆင့် ကောင်းငင်တို့တောက်ပသောမိဘုံမြန်ကြီးတက်နေသည့်အချိန်တွင်နောက်ထပ်စင်ကဲစင်ကဲရောင်စုံဖြားထွက်သောမိရှုမိပဲနှစ်လများဤပုံစံအမျိုးမျိုးလှပစမ်းကြယ်မှုအမျိုးမျိုးကိုစူစီးရောနှောကမြင်ရကြည့်ရသည်မို့ပြေဆုံးစွာဆီလှရှားစေတတ်သည်အသည့်အစင်စင်သောမိရှုမိပဲများကို စနစ်တကျလှပစွာပောက်ကွဲအောင် တွက်ချဲပြီးတက်စင်ရသည့်အတက်ပညာကလည်းတော်တော်ချီးကျူးဖို့ကောင်းပါသည်လေချောင်းပြောင်းသွားပါနဲ့ခမပြိသက်များသတိထားကြပါမိဘုံမြန်ရဲ့အောက်တက်တဲ့မှာမနေကြပါနဲ့ခမမိဘုံမြန်ကြီးသည်ဒေတာယူလျားလျက်အကဲဖြက်လူကြီးများထိုင်ကြည့်ရာ ပွဲကြည့်စင်မြင်အနောက်ဖက်သို့ ရင်းထိုးပါသွားသည် လူတို့ချို့အဟိခါပြေးလွှားနေကြသည် မိတက်ကားဒီအစင်သင့်စနိုးကကွင်းမြင့်စီတို့ဥတီထားရမှာစတင်မောင်းထွက်လေသည်မိတက်ကားရဲ့ရှေ့တက်တဲ့မှာမနေကြပါနဲ့ခမလွတ်ရတို့ရွှေ့ပေးကြပါခမမိဘုံမြန်ကြီးစီတို့အုံးကနေပောက်ကွဲတဲ့တစ်ချက်ကြားလိုက်ရသည် ဟောကနေအဟိတဲများကြားရသည်စောဤဘိနာကလူတွေ အထိတ်တလန့်ကြီးရာစောသည်ထိုလူအုံးနှင့်အတူကန့်ညိပြီးရွေ့သွားသည်ဆော တုအတန်သည်အထိတ်တလန်အဟိတောလူအုပ်အတန်နှင့်ရောထွေသွား၏စောတို့ယနေ့သောကွင်းမြင်သည်ညီညာသောမြေပြင်မဟုတ် အနေငယ်စောင်းနှင့်သွားသောဆွေညီချောမြေပြင်ဖြစ်သည် ထို့ကြောင့်ပြေးလွှားရင်းမှ အရှိန်မထိန်နိုင်မဲစောတစ်ချက်ခြေခောက်ခံလဲကျသွားသည် လူတွေသည်စော၏ရှေးတွေလက်တွေပေမို့အမှုမဲ့အမှတ်မဲ့တက်နှင်းပြေးကြ၏နာကျင်မှုနှင့်ထိတ်လန့်မှုပေါက်ဆက်ခါ လဲရမှဇွတ်ထဖို့ကြိုးစားစဉ်လက်တစ်ဘက်ကစောဤပခုံးမှဆွင်းညစ်ခါထူမပေးသည်ဂျေစုဂျေစုတင်စကားဆိုဖို့အာယုံကြည့်စီဖြင့်စကားဆားလိုက်ပင်မဲ့ထိုသူကစောကိုလက်မောင်းရင်းမှတင်းတင်းဆုပ်ခါသူ့နောက်ဖက်သို့တွန်းပို့ပြီးအကာအကွယ်ပေးလိုက်သဖြင့်စကားစာပြတ်သွားသည် ရုံရုံတဲတဲလူအုပ်ကိုရှောင်ရင်မတည့်ရဲ့အတွန်းခံရင်အမောင်တဝက် အလင်းတဝက်အောက်မှာ မြင်လိုက်ရသောမျက်နာကတော့မျက်ခုံမမို့နှင့်နုငယ်သေးသောလူငယ်တဦး၏မျက်နာပဲရှင်းလားအင်းသာလားပအိုင်လားတောင်ပေါ်တိုင်းရင်းသားလူမျိုးမှန်တော့တည်သည်ကြီးစုတင်မသည်ထိုစကားကိုသူကြားဖို့မရသူ့အာယုန်သည်သူ့လက်မောင်းမှတင်းတင်းဆွဲဆုပ်ထားမိနေသောမိမထံမှရှိမနေတာသိကြသည်သူအာယုန်ဒီတဖက်မှပောက်ကွဲပျက်စီးကမီးလောင်နေပြီဖြစ်သော မိမျိုးမြတ်ညီထံရောက်နေသည်ညီပြင်းအထက်ပေတရာ200မှာပောက်ကွဲပျက်စီးခြင်းဖြစ်၍မိတယောက်မိလျံများနေရအနက်မှာရှိနေသည် ကွင်းမြင်ရှိ ပြိတ်သက်သည်လဲကွင်းလယ်မှာမရှိကြတော့ပဲဖေးပက်လယ်မှာကပ်နေကြပြီတပည့်နှစ်ပင်မီးလောင်နေသည်ရဲနဲ့များမှုန်ထူနေ၏ပဝင်းကြီးတစ်ခုလုံးမိโกမိုင်းများဖြင့်မှောင်နေ၏ နောက်ထပ်ကြီးမားသောပောက်ကွဲတံကြီးတစ်ခု ထက်ကြားရပြန်သည် ထိုပောက်ကွဲတံကြောင့်ပန်းရင်သားလူငယ်သည် သူမ၏လက်ကိုလွတ်လိုက်ပြီးမျက်နှာစီလွင့်စင်လာနိုင်ပွဲရှိသောမိစားရန်စားများကိုကာကွင်ဟန်ဖြင့်လက်များကိုမျက်နှာရှိအမတ်တမဲကာလိုက်လေသည်ထို့နောက်လူငယ်ကကြိတ်မနိုင်ခဲမရဟန်ဖြင့်တောက်တစ်ချက်ခောက်သည်တွားပါပြီကွာ လူငယ်သည်ရွှေအင်းသောအခွဲထဲမှဟုတ်ဟန်မတူပါတို့သောမိဘုံမြတ်ကြီးပောက်ကွဲပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ဖြစ်သည်ဒီကောင်ကြီးသာအောင်းအောင်းမြင်မြင်တက်သွားလို့ကတော့ကြည့်လို့ကောင်းလိုက်မဲ့မြင်ကွင်းစောဤအနီးမှအာရပါရညင်ညူလိုက်တဲ့တခုကိုလည်းကြားလိုက်ရသည်ပြိတ္တသည်ယခုအခါထိတ်လန့်တုန်လှုပ်မှုမှကင်းလွတ်ခဲ့ပြီ စိတ်စည်ရဲမှုနှမျောတတမှုအာမလို့အာမရဖြစ်မှုတို့နှင့်မိဘုံမြန်ကြီးအားတဖွားဖွားတသားသာရှိနေကြသည်ကံအားလျော်စွာပောက်ကွဲမှုသည်ကွင်းတစ်ဖက်မှာငပြောပင်အုပ်စီမှာဖြစ်ပေါ်ခဲ့သဖြင့်ပြိတက်ထဲမှာအသေးပြောက်လောဝမရှိခဲ့ပဲမိဟတ်သူဒံယာရသူအနေငယ်များသာ ရှိခဲ့သည်မိဘုံမြန်နိုင်ဟာ ကောင်းငင်စီတက်ချင်မှာတက်နိုင်မှာပေါ့အောင်မြင်မှုဆိုတာဒီလိုပါပဲ ညှော်လင်းနိုင်မရကြပါဘူးတယောက်ယောက်ကတယောက်ယောက်ကိုအားပေးနေတဲ့ကြားရသည်သို့တော့ပွဲကြည့်စဉ်အချိန်မှာတော့အတန်ထွက်ငိုကြွေးနေသူတယောက်ရှိသည်ဆန်ငါးရဲ့လုံလုံပါပဲကျမတို့မနေမနာအလုပ်လုပ်ခဲ့ကြတာငိုကြွေးနေသည့်လူငယ်လေးပေးမှခြေပြစ်လက်ပြစ်ထိုင်နေသောမိကလေးကရေရွနေ၏တခါတလေဒီလိုပါပဲငါညီယာစိတ်ကိုဖြေပါ ယောက်ျားခက်လက်လက်တယောက်ကငိုနေသောလူငယ်ဤပခုံးကိုပုတ်သည်တခါတလေဟုတ်လားတနည်းလုံးလုံးတိဆောက်လာခဲ့ရတဲ့မျော်လင့်မှုတွေထဲမှာတခါတလေဆိုတာဘယ်နေရာမှမပါခဲ့ဘူးတနည်းမှာတခါသေးတာပါပဲမကြည်မနဲ့ရည်ရွတန်ကိုကြားရသည်စောသူ့ကိုတွားဖြောင်းဖြားခြင်းစိတ်ပေါ်နေ၏ချက်တည်းရဲ့တနည်းမှာတခါသာဆိုတဲ့မျော်လင့်မှုအောက်က ဆုံးရှုံးရတာဟာဘဝမှာတစ်ခါသာပါဆိုတဲ့မျှော်လင့်မှုအောက်မှာဆုံးရှုံးရတာလောက်မနာကျင်နိုင်ပါဘူးကွယ်။နောက်နေ့ဆိုတာရှိပါသေးတယ်။အေးလေနောက်နေ့အထိအချီအနေပေးလာခဲ့သေးရင်ပေါ့။စောသူ့ကိုငေးဆိုင်ကြည့်နေမိသည်။ပြောင်းလင်းချက်တွေပြိုကွဲပြစည်းသွားသူတယောက်ဤညနာမှာ နာကျင်မှုတွေအပြိပါဤဆော့သူမယောက်ျားဤအတန်း သူမလှည့်ကြည့်လိုက်သောအခါလူတွေကြားမှတူဝေးလာနေသောသူမယောက်ျားကိုတွေ့လိုက်ရသည်ရှာလိုက်ရတာဆောရဲ့သူအနည်းရောက်လာပြီးစောဤလက်နှစ်ဘက်ကိုလှမ်းဆွဲလိုက်သည်ကိုလိုချင်းကွဲသွားရင်ဘယ်နဲ့လုံမလဲမင်းကိုလက်ကိုတွဲထားခဲ့ဖို့ကောင်းနေကျမဟိုတယ်စီပြန်တက်ပါတယ်မင်းကိုပြောလိုက်ရင်အဲ့ဒီအတိုင်းကြီးပဲလာတင်냐ဆိုအေးလေအေးလာပြီး ခုဟာကကံကောင်းလို့မသိတာထို့နောက်သူဒီအငိုတိတ်ကြပြုတ်နေပြီဖြစ်သောအန်တင်တင်စိတ်ထားသောရွှေအင်းသားလူငယ်စီညလုံးရောက်သွား၏ယောက်ျားတယောက်၏အငိုမျက်နာကို သူမကြည့်ခြင်းမမြင်ခြင်းသလိုပင်မျက်နှာလွှဲလိုက်သည်တနာပါတယ်နော်စောသူနှင့်အတူလိုက်လာရင် ရေရွမိတော့သူကစောအားလိုက်လျောဟန်ဖြင့်ခေါင်းတစ်ချက်ညှိသည် အေးလေနှစ်သိန်းကြီးများလားစောသူ့ကိုဖြစ်ခနဲ့မောကြီးမိဤဒီဆုံးရှုံးမှုမှာငွေနှစ်သိန်းဟာအဓိကမကြဘူးတို့တော့ဤခံစားချက်ကိုသူနားလည်မဲ့ပုံမပေါ်သဖြင့်စောတိတ်တိတ်ပဲနေလိုက်သည်မအေးဘူးလားစောအေးခုမှအေးမှန်သိတော့တယ်ကိုတော့ခက်ခက်တုံနေပြီမနေ့ပြန်စောလို့ပြန်ကြတော့မြည် ငါရဲ့ကြာခွဲခွာထားခဲ့ရသောတမီးလေးစီပြန်ရတော့မည်တမီးလေးအတွက်တိုင်းရင်းသားဝိစုံလေးတစ်ခုလက်ဆောင်ပါလာသည်သူမစိတ်မက်မတင်ပြုံးမိသွား၏အခုဆက်လက်ပြိုင်ပွဲဝင်မဲ့အဖွဲ့ကတော့ဖိုးတာတို့အဖွဲ့ဖြစ်ပါတယ်ဖိုးတာတို့အဖွဲ့ကလွတ်တင်မဲ့မိဘုံအပြည့်အမျိုးအစားဟာလည်းညာမီးကြီးပဲဖြစ်ပါတယ်။အော်အခုဟာရိုးရိုးမိဘုံမြန်လွတ်နေတာမဟုတ် ပြန်ဝဲလုံးနေတာပါလားဟုတတိယသွား၏ရွှေအင်းသားအဖွဲ၏ဆုံးရှုံးမှုများမှာထင်တာတဲ့ပူကြီးမပါလိမ့်မည်အချိန်ကာလငွေကြေးဂုံတိတ်ခါစီလုံးမှုအင်အားယုံကြည်ခံရမှုနဲ့မဲစိုက်ထုတ်လိုက်ရသည့်ခွန်အားအလုံးတဲ့ပူကြီးဆုံးရှုံးလိုက်ရသောအရာမှာမျောလင်းချက်ဖြစ်ပါလိမ့်မည်ကိုနားမလဲတာကအဲ့ဒီငွေလေးကိုမိဖို့မြန်လုပ်ပြီး မိရှုပွဲကျင်းပတော့မယ်လို့ဆုံးဖြတ်ပြီးရဲ့နောက်တော့မိတော်ပောက်ကွဲတာဟာဘာခံကားကြရှိသေးလဲကောင်းဝင်အမြင့်ကြမှာပဲပောက်ကွဲကွဲမြေပြင်နင်းနီးမှာပဲပောက်ကွဲကွဲပျက်စီးတာကတော့ပျက်စီးသွားတာပဲဒါဟာဘာတို့ရလို့လဲလူတွေအတတ်အနည်းမရှိရင်ပြီးတာပဲမဟုတ်လားထူကြတာပေါ့ဘာထူကြတာလဲဖျားဆောင်နှန်းရှိရာတို့လျှောက်လာရင်စောသည်မိဘုံမြန်ကွေးမြင်စီတို့တစ်ချက်ပြန်ကြည့်မိ၏ တယောက်ယောက်ကဤအဖြစ်ကိုစောတတ်ဖို့ရှင်းပြပေးနိုင်ကောင်းပေးနိုင်လိမ့်မည်မိဘုံမြန်လွတ်တဲ့ဆိုကြတဲ့ကတစ်ချိန်မှာတော့ဆုံးရှုံးပစ္စည်းမှာဆိုတာမှန်ပါရဲ့အခုလိုညာမီးကြီးမိဘုံမြန်မှာတော့စိတ်နှပန်းတဲ့ညှော်လင့်မှုပိုတယ်စိတ်နှပန်းမှာကအော်အော်မြင်မြင်လွတ်တယ်မှုတစ်ခုပဲညာမီးကြီးမှာကအော်အော်မြင်မြင်လွတ်တယ်နိုင်မှုကတစ်ဆင့်မီရှူမီပန်လေးတွေကိုလိုချင်းတလို့လှလပပတမျိုးပြီးတမျိုးပောက်ကွဲဖို့ကနောက်တစ်ဆင့် အခုလိုဘာမှမရလိုက်ပဲအလစ်လေးအကွယ်ကွယ်ပြစီဆုံညွန်သွားရတာရှင်းသာစရာကြီးပါဘသူမဆိုလေးဂုံမိခါရှိရှိလှလပပလေးပောက်ကွဲအဆုံးသက်သွားချင်တာကြည့်ပါပဲစောဤစကားကိုသူသိမ့်နားလေပုံမပေါ်ပါစောညံ့တာပဲဖြစ်ပါလိမ့်မယ်ချစ်မလေးဘွားနဲ့ရင်ပြီးညာမီးကြီးလွတ်တင်တော့မယ်ဆိုရင်အထိတ်တလန့်အလေးလေးအကွဲကွဲတော့အဆုံးမတက်သင့်ဘူး ဟလာပပတိတ်ခါရှိရှိလေးသူရှိမောသည်မိဖို့မြန်နဲ့မင်းနဲ့ဘာဆိုင်လို့လဲတမီးလေးညံ့ညံ့ကြီးပြင်းစေခြင်းလားပဲသူမညင်းကြီးကလေးပြောရင်စကားကိုအဆုံးတက်လိုက်မိ၏လောကတစ်ခုလုံးမှာ သူမဂယုဆိုင်ဆုံးအရာမှာတမီးလေးဤစိတ်ခံစားမှုပဲဖြစ်သည်နားစင်အားပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ပါတယ်ရှင် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်